ကြလုံးမမင်္ဂလာပါခင်ဗျာမျိုးလေးအားလုံးချမ်းသာတူပါဖြစ်ဖြစ်အနေပြေဆုံးနေပါသူကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ကြည့်ရှုတော်မယ့်ဗီဒီယိုလေးကတော့ဒါညီလေးထူနဲ့ပတ်သက်ပြီးဒါအနီခင်မိုးမိုးရဲ့ဒါကျွန်တော်တို့ဒါဖြူထားတဲ့အင်တာဗျူးလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါညီလေးထူဆုံးသွားတဲ့ချိန်မှာထူရဲ့မျက်နှာကိုဒါမကြည့်ရဘူးနော်သူ့ဗီဒီယိုတက်လာတဲ့ချိန်မှာဒါမကြည့်ရဘူးအရင်ကဟိုစိတ်ထိခိုက်ရတယ်ဗောဗျာကျွန်တော်တို့ဟိုကိုတူကိုသားလို့ပဲကျွန်တော်တို့ဒါတရုတ်ဆောင်အတူတူဆောင်ခဲ့တယ်ဟိုအချိန်မတန်ကျွန်တော်တို့ အချိန်မတန်ဘဲနဲ့ဒါကျွေးလွန်သွားလို့တကယ်ဥမအစ်မကောင်းဒါနှမျိုးမိတော့ဟိုမကြည့်ရဘူးဗောနော်သူရဲ့မျက်နှာလေးဆိုပြီးတော့အဲ့လိုပြောလာတယ်ဗောနော်ကဲကြောင်းတို့ပြီးလေးကြည့်လိုက်အောင်မျိုးလေးအားလေသူကတော့တီတီပန်းတို့သွေးစကားမှာဆိုသူငငယ်လေးပဲရှိသေးတယ်ကိုးနှစ်လောက်ပဲရှိအောင်မထင်တယ်နော်ကိုးနှစ်ဆယ်အဲ့ဒီအရွယ်တဲကဒါတီတီတို့နဲ့အတူတူရိုက်လာတယ် ောက် MRT4 မှာလည်းတောက်လျှောက်ရိုက်လာတဲ့အခါမှာဒီကလေးတွေနဲ့တောက်လျှောက်တွေ့လာတဲ့အခါကျတော့ဒီကလေးတွေဒီကိုဝင်းနဲ့လွယ်ပြီးမွေးတဲ့ตาမဟုတ်ဘူးနဲ့ตาလေးတွေကိုဖြစ်နေတယ်ဖြစ်နေတဲ့အတွက်အဲဒီလိုကြီးဖြစ်သွားတဲ့အတွက်ဒါတတိယတော့ဟိုဖုန်းတော့မဆက်ရဲဘူးတတိဖုန်းဆက်လို့ရှိရင်တတိရင်မခံနိုင်လို့ရင်မခံနိုင်လို့တတိကကျတော့လည်းဘယ်လိုပြောမလဲဟိုတခုဟိုဝင်းနေစရာလေးတခုတွေ့လို့ရှိရင်မျက်ရည်ကျတတ်တယ်နောက်ဝင်းနေပြီးရင်တတိ နှလုံးနဲ့မကောင်းတာတော့မပြောတော့ဘူးရင်အောင်တတ်တယ်သမီးရဲ့အဲ့လိုမျိုးပဲပေါ့ဒီသားလေးအတွက်လည်းဒါဒီနေ့တဲ့အထိအဲသူ့ post လေးတွေကိုတချို့အင်းကသမီးတွေကကြည့်ပြီးတော့ပဲပြောပြတယ်ဒါတိတိကိုယ်တိုင်မကြည့်ရဲဘူးအဲ့ဆိုသူမျက်နှာလေးတွေ့လို့ရှိရင်တိတိအယံဝန်းနေရလို့ဟုတ်တာပေါ့ကျွန်တော်တို့ဒီအချိန်မှန်တမ်းပဲနဲ့ဆွေးလင်းသွားတော့လေလူတိုင်းကနှမျိုးတော့ဘာကြောင့်နှမျိုးလဲလို့မေးဟိုအသက်ရွယ်ရော နော်ကျွန်တော်တို့ရုပ်ရည်ရောဒါပြောကြမယ်အသက်ရွယ်ဆိုရင်ကျွန်တော်26နှစ်ဒါရုပ်ရည်ဆိုလဲသူ့ထိုက်တင်တဲ့လောက်ရှိတယ်ဒါလူငယ်လေးပေါ့နော်ဟိုတကယ်ဥမာကျွန်တော်တို့ဒါအောင်မြင်မှုပန်းနိုင်ကိုကျွန်တော်တို့ဒါအခုမှကျွန်တော်တို့6လမ်းခွင့်ရတော့မယ်အချိန်လေးပဲရှိသေးတယ်ပြောစို့လောကကြီးရဲ့နေကျွန်တော်တို့နှုတ်ဆက်ထောက်ခွာသွားရတယ်ဒါအထူးရမေးဆိုလဲတကယ်ဥမာတနာဖို့ပေါ့ဒုက္ခများမျက်ရည်နဲ့မျက်ခွန်းနဲ့ တကယ်ဥမာသူအာကိုခဲ့အာကိုအားထားခဲ့ရတယ်သူ့ရဲ့သားလေးဟိုဆုံးရှုံးသွားတော့သူ့ရင်မှာတော်တော်လေးမကောင်းဘူးเนาะထူးဖို့ဆိုလည်းဒီလိုပဲသူ့ညီလေးနဲ့ဒါကျွန်တော်တို့နေရာချင်းလဲလို့ရရင်တော့လဲပလိုက်ချင်းပေါ့เนาะသူ့ညီလေးကိုရမ်းချစ်တယ်ပေါ့ဒါပါပဲကျွန်တော်လူဘဝကြီးဆိုတာတော့ဟိုမွေးလာတည်းကမွေးပြီးွားရင်တော့အချိန်တိုင်းကျွန်တော်ပြန်ရင်တော့ခွဲခွာအောင်ပါပဲဒါကတော့အလောက်ကဓမ္မတာပါပဲကျွန်တော်တို့တွေဘယ်လိုပြောမလဲကဲမင်းကတော့သွားနေပေါ့ငါတို့ကတော့အနောက်နေလိုက်လာမှာပေါ့ အဲကျွန်တော်တို့မှဟိုစကားလေးတစ်ခုတော့ကျွန်တော်ကြားဘူးလေဗျာဒီဆုံးသွားတဲ့လူကျွန်တော်တို့တိမ်မဲ့သူတွေကအနောက်နေလိုက်ပို့ရတယ်ဆိုတဲ့စကားမျိုးပေါ့နော်တကယ်ကိုသိမှပါတယ်သူကဆုံးသွားပြီသူ့ကိုလိုက်ပို့တယ်ကျွန်တော်တို့ကနောက်တစ်ချိန်မှာဖြစ်မဲ့လူပေါ့အဲပြောချင်တာပေါ့နော်ဒီလိုပါပဲဒါမဲ့ဗျာဟိုမိသားစုရွှေမျိုးဟာညီကောင်မတော်မဆိုတော့လေဒါနောက်ဘုစကောင်ကလည်းထူရတဲ့ဒါရုပ်ရှင်မင်းသားဆိုတော့သူ့ရဲ့ပြည်တန်အမြောက်များဆိုတော့ပုံပြီးတော့ ဟိုဝန်းနေကြတာပေါ့နော်ဒီကိမ်းမှလည်းစစ်မုံသူဒါသူတို့အမှုပညာတမချင်းချင်းဆိုတော့ဒီအန်ဒီခင်မမွေလို့အမှုပညာရှင်အချင်းချင်းဆိုတော့ပို့ဆိုးတော့ဗျာနော်လူဘဝမှာကျွန်တော်တို့နေမြညာပြောက်ဘာမှဟိုမှကျွန်တော်တို့ဘယ်ရောင်မှတတ်မှတ်စုပ်ကင်ထားလို့မရအောင်နေမြညာပြောက်ပြီးဖြစ်နေတာဗျာကျွန်တော်တို့အဲ့အမှတ်တရရွယ်အကင်တမုံအကင်တဖြုတ်ဖြုတ်ဖြစ်နေတဲ့ကျွန်တော်ခီဖြစ်နေတာပေါ့နော်ဟုတ်တယ် အရင်ကြားတဲ့အချိန်မှာဟဲ့ဒီကလေးဒီလိုလားပေါ့နော်ဒီကလေးကအဟုတ်ပေါ်ရန်ရန်ကလေးတယောက်လည်းမဟုတ်ဘူးဒါတီတီလိုနဲ့နေရီမှာစုံကြတယ်အစုံကြလို့ရှိရင်ဟောရန်ကလေးတယောက်လည်းမဟုတ်ဘူးဒါလေးဒါဒီလိုရှိတယ်ဘယ်လိုအဲ့လိုပြောပြလို့ရှိရင်လက်ခံနားထောင်တယ်အဲ့လိုမျိုးကလေးတယောက်လေအဲ့လိုမျိုးကလေးတယောက်ဆိုတော့အဲကို့သားလေးတယောက်လိုပဲစိုးစုံးမှဒါကိုလေနားထောင်နေမကောင်းဘူးဆိုရင် तू ဒီဥစ္စာကိုမလုပ်ဘူး ဒီ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 ပြောထားတာကိုသားသိတယ်နော်သားမလုပ်ဘူးအဲ့လိုမျိုးသူလာလာပြောတယ်လေနိုင်မလားခင်ဗျားတွေကဒီဒီနဲ့ဆောင်ရတာဟုတ်တယ်သမီးလေးဟုတ်တယ်အဲ့လိုပြောမှဆိုတော့တော်တော်ပေါက်ခဲ့အောင်ဟုတ်တယ်ဟုတ်တယ်မှတ်ပြရစီမကိုပြန်စဉ်းစားမိရဲ့ဘာလို့ဒီမှာလဲအဲ့လိုမျိုးပဲပေါ့အာဒါဒီကလေးလေးတွေကိုဒီဒီကတော့ထုံးစံတိုင်းဒီဒီပါရတဲ့အခန်းမှာ အဲဒါဒီကလေးလေးတွေကိုအရင်အမဲဟိုအနိုင်ကျင့်နှိမ့်ဆက်ရတဲ့သိရမလားအဲ့လိုအဲ့လိုမျိုးလေအဲ့လိုမျိုးအခန်းဆိုတော့ဒီကလေးလေးတွေကိုအဲ့လိုမျိုးပေါ့ဒါပေမဲ့တကယ်တကယ်မှာတော့တီတီတို့ရိုက်ကြတယ်အထမင်းယူတယ်ဆိုလို့ရှိရင်လည်းသူ့အမိမအားလည်းတီတီတို့အန်ဒီကုန်းကြီးပါတယ်အန်ဒီကုန်းကြီးရဲ့တီတီရဲ့ဒါသူတို့သားမိအတွက်ယူထားပေးတယ်သူတို့နေလေမှာရောက်ဝင်ဆိုတီတီတို့ထမင်းယူထားပေးတယ်အဲ့လိုမျိုးပေါ့ပေါ့အဲဒါပန်းသူတွေမှာဆိုဒေါင်းဝေပါတယ်အဲဒေါင်းဝေပါဒေါင်းဝေကအာနိုဒီကလေးလေးကဖိုးလုံးအန်ဒီကုန်း အတီတီဒီလိုမျိုးပေါ့နော် အတီတီတို့ကဒါတယောက်နဲ့တယောက်ကတော့တီတီနဲ့မိမိကိုကိုတို့ကသားမီးနှစ်ယောက်ကတော့ဒကန်နာပေါ့မိမိမုံနဲ့သူတို့တွေနဲ့ကဒကန်နာဒါပေမဲ့တီတီတို့ကဒီကားလေးမှာလဲစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဒါမိသားစုလိုပဲရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အတွက်ဒါကတော့တီတီအတွက်ကတော့အမှတ်တရပါဒီကလေးလေးကဒီလိုအဲကိစ္စမျိုးတွေဖြစ်သွားပြီမြဲအသူဒီဒီလိုကိစ္စမျိုးဖြစ်တိုက်တဲ့ကလေးတယောက်မဟုတ်တဲ့အတွက်ဒီตาလေးဒီလည်း တာဖြစ်သွားတဲ့ဟာလေးကကြတော့တစ်မျိုးလေး